မိုးလွန်ကြီးနိုင်သည့်အထူးသတိပေးချက်ငားကစ2025 1389ခုနေုံလဆန်း9ရက်2025ခုနှစ်မေလ31ရက်ယနေ့မြန်မာစံတော်ချိန်တဆက်နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအနောက်တောင်မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းနေမှုကြောင့်ယနေ့မှစ၍14ရက်6လ2025 ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် နေရာကျဲကျဲအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍ မိုးသေးထန်ခြင်းဒေတာအလိုက် မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ယနေ့မှစ၍14ရက်6လ2025ယနေ့အတွင်းမိုးရသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လျှက်စစ်တပ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြစ်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံယူရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနီးနှင့်မြေနှင့် ပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေရနှင့်ရဲတပြက်ရေကြီးရေရှမ်းမှု အနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကန်ယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိကန်နီကန်ဝေးငါးဖန်းရေရင်များဆက်လေများတင်းမောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန်အထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည် တဘာဝဘေးအန္တရာယ်တို့မှကင်းလွတ်ငြိမ်းအေးကြပါစေ။